စစ်ကောင်စီကတုံလိုင်းပူပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်မှာကိုစိုးရိမ်ပြီးသခိုင်းတိုင်းကတာမြို့နယ်တွင်းကိုလေကြောင်းကနေအင်အားဖြည့်တင်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။တုံလိုင်းပူပေါင်းတပ်ဖွဲ့တွေဟာပြီးခဲ့တဲ့ April 9ရက်နေ့ကအင်းတော်မြို့ကိုသိမ်းပိုက်ခဲ့ပြီးနောက်စစ်ကောင်စီကကတားရှိတရင်တွေချံစစ်ကူအင်အားပို့နေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ထီးချိုင်းနဲ့ကတားဘယ်မျိုးကစပြီးအတိုက်ခံရမလဲဆိုတာကိုစစ်တပ်ကစောင့်နေပုံရပါဗျ ကတံမာကဆင့်ရနေတဲ့အပြင် အင်းတော်မှာလည်းတွန်လိုင်းတက်တွေရှိတော့ကတံကိုအင်အားပို့နေပါတယ်လို့စီးရီးသတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်စီဟာကတာခြေဆိုင်ခမရ339အတွင်းကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကနေပြီးဆင့်ရရတွေအများပြားလေရင်တွေနဲ့ပို့ဆောင်နေတယ်လို့သိရပါရယ်ကတမနေမြေကန်တရင်တစ်ခုနဲ့အမြောက်တရင်တစ်ခုသာရှိတဲ့အတွက် အင်အားနေပါနေတာကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေပြီးအင်အားတွေပို့နေရတာဖြစ်တယ်လို့သိရပါတယ်။တုံလိုင်းတပ်ဖွဲ့တွေဟာကတားရှိတရင်တွေကိုအာကိုပြီးအင်းတော်က ထွက်ပြေးလာတဲ့တပ်မ89တပ်မမူဘုံမှုချုပ်အောင်သက်ဦးနဲ့အင်အား190ကျော်ပါစစ်ကြောင်းကိုကတားမှာဖမ်းဆီးရမိခဲ့ပါတယ်။မေလ9ရက်နေ့ကမန္တလေးအင်းတော်လမ်းမပြန်လည်သွားလာခွင့်ရရှိခဲ့ပြီးကုန်စည်စီးဆင်းမှုတွေစတင်လှုပ်ဆောင်နေပြီလို့ဒေသခံတွေစီကသိရပါတယ်ရှင်။